ဒီ page က copyright တုံးကျင်ထိပြီးမှ page quality အနေအထားဖြစ်ပြီး page rich englishman နဲ့အရန်ကိုကြပြီးမှကျွန်တော်ရှင်မှာ subs other page တစ်ခုဖြစ်တဲ့ကျွန်တော်ဘက်ကနေဒီ page ကိုတေချာစစ်ဆေးပြီးဖြစ်နေတဲ့အမားတွေကိုဖယ်ရှားပြီးမှပြုပြင်ပေးလိုက်တဲ့အချိန်မှာအချင်းတို့အတွင်းမှာပဲ page ကစိမ့်တော့ခဲ့တယ်။ page စိမ့်တော့ခဲ့တဲ့အတွက်ကြောင့်ဒီ page က page is recommendation enable ဖြစ်ပြီးလာတဲ့အတွက်ကြောင့် ဒီ page မှာတင်လိုက်တဲ့ post content တွေကဒီ page မှာရှိတဲ့ follower အားလုံးရှိရ notification ရောက်စေတယ်ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေကိုလည်း Facebook က suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့် follower အစ်စ်တွေတိုးပြီးလာတယ် reach english မှာအစ်စ်တွေတိုးပြီးလာတဲ့အတွက်ကြောင့် page ရဲ့ performance ကတော်တော်လေးကောင်းလာပါတယ်ဒီ page ကမတိနားမလဲပဲဘလို့အများမျိုးလုပ်ခဲ့မိလဲဆိုရင်သူကိုယ်တိုင် video လုပ်ပြီးမှ TikTok မှာတင်တယ် TikTok မှာတင်ပြီးသွားတဲ့ video TikTok တချင်းအပါပါနော်အဲ့ဒီ video ပြန်မှ save လုပ်ပြီး download ဆွဲပြီးမှသူ့ရဲ့ page မှာတော်ပြီးတင်နေချင်းမှာ biology content community standard guideline ဆိုမှသူက straight ထိသွားခင်မှာ page ကိုလေးအမြင်ဖြစ်တယ်နောက်တစ်ခါကျတော့အခြား website ကတက်ပုံ download ဆွဲပြီးမှသူ page မှာတင်နေချင်းမှာလဲ straight တစ်ချိန်ထိသွားခဲ့တယ်နောက်တစ်ခုကျတော့သူများတွေကိုမဟုတ်မမှန်နဲ့ပတ်သက်ပြီးဒီ set ဆိုတဲ့ content မျိုးတင်ပြီးသွားတဲ့ချိန်မှာလဲ straight ထိသွားခဲ့တယ် element content နဲ့ပတ်သက်ပြီးတင်လို့မရဘူးဒီ page owner ကလည်း page နဲ့ပတ်သက်ပဲ ဒီပစ်ရှုံတာလဲပစ်နဲ့ပတ်သက်ပြီးရှောင်းရဆောင်းနဲ့ပတ်သက်ပြီးမှလည်းအားလုံးပြပြရှင်းပြပေးတယ်အကဲလို့ copy post copy video copy content တင်မှာဆိုရင် corporate looking အောင်ဘလို့ editing လုပ်ပြီးတွားရမယ်ဆိုပြီး video file လေးနဲ့တိကျလေးပြပြရှင်းပြပေးတဲ့အတွက်ကြောင့်မို့ဒီ page ကလေးတော်တော်လေးအဆင်ပြေတော့ခဲ့တယ်ယုံကြည်ပြီး subscribe အထူးကိုကျေးဇူးတင်ပါတယ်